င်္ဂလာပါရှင်စာစကူ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ကျမကတော့စာစကူပါစေဝါပညာရှင်တယောက်ဖြစ်ပါရရှင်အဲဒီနေ့တော့ဘောနော် ကျမအနေနဲ့ဒီဆေးစတိုးတွေဒီဆေးရုံတွေမှာဆေးတွေကိုဘယ်လိုပုံစံမျိုးနဲ့စီစီမလဲဘောနော်အဲ့ဒီအကြောင်းကိုကျမဆွေးနွေးပေးသွားမှာဖြစ်ပါရရှင်အဲ ကျမပေါ့နော်ဟိုမနေ့ကတော့တငယ်ချင်းတယောက်ကအကျမကိုဖုန်းဆက်ပြီးတော့မေးတယ်ပေါ့ကျမနဲ့စိတ်ဘက်တငယ်ချင်းတယောက်ကနေပြီးတော့ဟိုတငယ်ချင်းပေါ့နော်ဆေးတွေကိုဘယ်လိုစီရမလဲအဟို general နဲ့စီရမလား brand နဲ့စီရမလားဆိုတာလေဒီအကြောင်းအရာကကြတော့လေကျမတို့ဒီဆေးရုံမှာပေါ့နော်ဒီပြည်သူဆေးရုံကြီးတွေမှာစီရဆေးစတိုးမှာအာဒါတာဝန်ယူနေတဲ့ဒီ pharmacy တွေပေါ့နော်စီဝါပညာရှင်တွေအတွက်ကြတော့ဒါလုံးဝမထူးဆန်းမဲနဲ့တမန်ရိုးကြအကြောင်းအရာဆိုပေမဲ့ ဲ့လဲပေါ့နော်အာဒါအပြင်မှာရှိတဲ့သူတွေပေါ့နော်သူတို့အတွက်ကြတော့အာဒါအပြင်စေယုံတွေဘာတွေမှာအာလုပ်နေတဲ့ သူတွေအဲတွေ့ကြတော့ဒါနည်းနည်းလေးများဒါပေါ့နော်ဟိုဘယ်လိုလုပ်ရမလဲဆိုတာတွေးထားဖြစ်စရာများဖြစ်နေမလားဆိုပြီးကျွန်မအဲ့အချိန်မှာစဉ်းစားမိပါတယ်ပေါ့နော်အားကြောင့်မလို့ပေါ့နော်အာငါဒီအကြောင်းလေးပြောအောင်ပါပဲဆိုပြီးတော့ဒါလေးပြောဖို့တော့ idea ရသွားပြီပေါ့နော်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကအာဆေးတွေပေါ့နော်ဘယ်လိုစီမလဲဆိုတော့ဆီနီးကတော့အမျိုးမျိုးရှိတယ်ပေါ့အာအကျန်းပြင်းပေါ့နော်အကျန်းပြင်းရပြီဆိုလို့ရှိရင်တော့သူကဆေးတွေကိုကျွန်တော်ဒိုးစိတ်ဖုန်းနဲ့စီတယ်ပေါ့ဒိုးစိတ်ဖုန်းဆိုတာဒီဆေးရဲ့ဒီပုံစံအလိုက်စီတယ်ပေါ့နော်ဆိုလိုတာတက်ပလက်ပေါ့နော် ်တက်ဘလက်ဆေးပြားဆိုရင်ဆေးပြားသက်သက်ထားမယ်အင်ဂျက်ရှင်ပေါ့နော်ထိုးဆေးဆိုရင်ထိုးဆေးသက်သက်ပေါ့နောက်တစ်ခုကတော့ ordinance and dressing လို့ခေါ်တာပေါ့နော်အ ordinance and dressing ဆိုတာဘာလဲဆိုရင်ဒီအပြင်ဆေးဆေးပစ္စည်းတွေပေါ့ဟာဆေးမဟုတ်တဲ့ အဲအရာတွေဆေးဆေးအောက်ဆေးထိုးဆေးမဟုတ်တဲ့ပစ္စည်းတွေပေါ့ဥပမာပက်တီတို့ဟာဆရင်ပေါ့နော်ဆေးထိုးအပ်တို့ဟာနောက်တခါကန်နူလာတွေပေါ့နော်ဒီ drip twin ချိန်ရင်ဒါလက်မှာတက်ဒါအသုံးပြုတဲ့အပ်ကလေးတွေပေါ့အဲ့လိုဟာတွေနောက်တော့ cost တို့ cotton တို့ပေါ့နော်ဟာ gold plate တွေပေါ့ဟာပြီး POP ပေါ့နော် plaster of paper တွေကြောက်ပတ်တီတွေအဲ့လိုပစ္စည်းတွေပေါ့ cap တွေပေါ့နော် mask တွေပေါ့အဲ့လိုပစ္စည်းတွေတက်တက်စီတယ်ဆိုပြီးတော့ဒါအကြမ်းမြင်အဲ့လိုမျိုးခွဲခြားလိုက်လို့ရတယ်ပေါ့ဒါကြတော့များ ွားဖြစ်ဆိုလို့ရှိရင်တော့ကျမတို့ဆေးရုံ အကြီးတွေပေါ့နော်ဆေးရုံအကြီးတွေပြီးတော့ဟိုဆေးဆိုင်ဆိုလဲဆေးဆိုင်အကြီးတွေအဲအဲ့လိုမျိုး private ဆေးရုံအကြီးတွေမှာဆိုလို့ကျွန်တော်ပို့ပြီးတော့ဟိုတို့အနေနဲ့စတိုကြီးတည်တန်းတစ်ခုထားရဲဆိုလို့ကျွန်တော်အဲ့လိုပုံစံမျိုးနဲ့စီတာကအာဒါပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးပထမဆုံးအကြမ်းပြင်းအနေနဲ့ပေါ့နော်အဲ့လိုဒိုးစိတ်ဖုန်းဆေးပြားတက်တက်အာဒါထိုးဆေးတက်တက်ပေါ့နောက်ပြီးသားလို့ရှင်ခုနကလောက်ဆေးပစ္စည်းတက်တက်စီချလိုက်မယ်တော့စီချလိုက်ပြီးတော့မှအဲ့ဒီဆေးပြားပေါ့ဆေးပြားပေါ့မှကျွန်တော်တို့က generic name ပေါ့နော်ဒါသူ့ရဲ့နာမည်အရင်းပေါ့ common ဒီနာမည်တွေမဟုတ်ဘဲနဲ့ဥပမာကွာပါရာစီတမောဆိုလို့ရှိရင်လည်းဒီကိုယ်ကျွန်တော်ဘာလို့ဂျက်စတမောဘယ်နဲ့ပါရာစီတမောအဲပါရာစီတမောနာမည်ရင်းပေါ့အဲ့လိုမျိုးနာမည်ရင်းနဲ့ကျွန်တော်က A to Z စီချပလိုက်မယ်ပေါ့နော်အဲဥပမာအမောင်ဆက်ဆလင်းဆိုရင်ဒါ A အတိုင်းမှာအမောင်ဆက်ဆလင်းရှိမယ်ပေါ့ဒါကျွန်မဥပမာအနေနဲ့ပြောတာနော်အမိုင်နိုဖိုင်လင်းရှိမယ်ပေါ့အဲ့လိုမျိုးစီချလိုက်ပြီးတော့ဒါက B ရတန်းမှာဆိုရင်ဘာလို့ရှိမလဲ မာမီတုံတို့ပါလို့ရှိမယ်ပေါ့အဲကျွန်တော်ခေါင်းထဲပေါ်လာတာပြောတာပေါ့နော်အဲပြီးရင်အဲစီဆိုလဲအဲ့လိုပဲပေါ့နော်စီဆိုရင်စစ်ပရိုဖလောက်ဆာဆင်းရှိမယ်ပေါ့အဲ့တော့အဲ့လိုမျိုး ABC ဆိုပြီးအတန်းလိုက်ကျွန်တော်တို့က same ရဲ့ general name လိုက်တခါအာဒီ save ပြပေါ့နော် tablet ကိုတခါပြန်စီလိုက်မယ်အဲ injection အခန်းမှာဆိုလို့ရှိရင်နောက်ထပ်တစ်ခန်း injection ရဲ့အဲဒီနေရာမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်အဲ A နဲ့စတဲ့ဒီ general name company name မဟုတ်ဘဲနဲ့ A နဲ့စတဲ့ save ကိုစီလိုက်ပြီးတော့နောက်က B ဆိုလို့ရှိရင်လည်း B ပေါ့နော်အဲ့လိုတခါပြန်စီမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှာတဲ့လူကလည်းရှာရတာလွယ်သွားမှာပေါ့နော်လွယ် ်သားပြီးတော့မှအော်ကိုလိုချင်တဲ့စီကိုကိုလိုချင်တဲ့အချိန်မှာအလွယ်တကူရနိုင်မှာပေါ့။အထက်ပြီးတော့လုံးနိုင်နေဆိုလို့ချင်းကျွန်တော်တို့ဒီစေးရုံကြီးတွေမှာလုပ်သလိုဘင်းကတ်ဆိုတာရှိတယ်ပေါ့နော်။အဲဒီဘင်းကတ်ဆိုတာဒီစေးရဲ့ အပေါ်ဆုံးမှာကျတော့ဘာရှိမလဲဆိုဒီဆေးရဌာနပေါ့နော်အဟိုမှာဟောဆေးရုံဆိုလဲဘယ်ဆေးရုံကြီးပေါ့ဆေးဆိုင်ဆိုလဲဘယ်ဆေးဆိုင်ပေါ့အဲ့လိုမျိုးထားပြီးတော့မှဒီဆေးရဲ့နာမည်ဆေးမှာပဲအဲ့ဒီဆေးမှာဆိုလို့ချင်းပက်ကင်းကဘယ်လောက်ပါတယ်သူ့ရေတွက်ပေါ်မှာဘလူးထားတဲ့နေရာအစင်နံပါတ်ကဘလူးဆိုပြီးတော့ထားပြီးတော့မှကျမတို့ကအဲ့လိုဘင်းကက်ကလေးချိန်ထားပြီးတော့မှယူရဲဆိုလို့ချင်းလဲအဲကျမတို့အယူရဲနေပေါ့နော်အဲ့မှာဘယ်လောက်ယူရဲဆိုပြီးတော့ကျမတို့စိုင်းရင်ထည့်ပြီးတော့မှအဲ့ဆိုရင်ကျမတို့ ground ကိုလည်းတခါအဲ့ကတ်မှာ ပဲတခါတည်းပြန်ပြီးတော့ check လို့ရမယ်ပေါ့စာအုပ်နဲ့လည်းအဲပြန်ပြီးတော့ type ကြည့်လို့ရမယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့အဲနောက်တစ်ခုကကျတော့ classification line စီရယ်ပေါ့နော် classification line စီရယ်ဆိုတာဘာလဲဆိုတော့အာဒီ sale ရဲ့အဲဘောနော်အာဒီအမျိုးအစားလိုက်ပေါ့အမျိုးအစားလိုက်စီတာမျိုးရှိမယ်အဲဆေးမျိုးအစားလိုက်စီတာကြတော့ဘယ်မှာကောင်းလဲဆိုတော့အာသူကကြတော့အဲ့လိုနည်းနည်းလေးသေးတဲ့ ဒီစေးယုံနေပေါ့နော်စေးဆိုင်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့စေးမျိုးစားလိုက်စီးလိုက်မယ်ပေါ့နော်ဥပမာပိုတက်စေးပေါ့နော်အန်တီဘိုင်ယိုတစ်ဆိုရင်ဒီနားမှာရှာအဲအန်တီဘိုင်ယိုတစ်ပြီးအန်တီကွန်ဗန်ဆန့်ပေါ့အဲပြီးနားအန်တီကွန်ဗန်ဆန့်ဆိုတော့အတက်ကြစေးစီဆိုရင်တော့ဒီနားမှာအဲအဲ့လိုမျိုး PPI ပေါ့နော် proton pump inhibitor တွေဆိုတာဒီအဆိုင်အတွက်သုံးတဲ့စေးတွေဆိုရင်တော့ဒီနေရာမှာရှာပေါ့နော်အဲ့လိုမျိုးပေါ့နော် cardiovascular drug တွေပေါ့နှလုံးနဲ့ပတ်သက်တဲ့စေးတွေဆိုရင်ဒီလိုဆိုရင်ကျွန်တော်တို့အဲ့ဒါကြတော့ alpha ဘက်ကိုကျွန်တော်တို့ဘယ်လိုပြန်စီတာကောင်းလဲဆိုလို့ရှိ ှင် A နဲ့စတဲ့ classification ကိုအရှိဆုံးမှာထားလိုက်ပါတော့ antibiotic antibiotic ပြီးတော့မှာအဲ နောက် business ရတဲ့ classification ပေါ့အဲ့လို align ဆိုလို့ရှိရင်တော့ကျမတို့ကဒါစေးဆိုင်တိတ်လေးတွေအတွက်ဆိုရင်တော့ပုံပြတင့်တော်တွေလိုမြင်နေပေါ့နော်အဲလာပြီးတော့မှဒီဟာပေးပါဆိုလို့ရှိရင်ထားလိုက်ပါတော့ cyclo flowser ဆင်းပေးပါဆိုရင်ကျမတို့ကအဲ့ဒီဘာလို့တဲ့အတန်းမှာ cyclo flowser ဆင်းကိုရှာပြီးတော့ပေးလိုက်ရုံပဲပေါ့စီလာတဲ့ alphabet နဲ့ abc အဲ့လိုစီလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ category နဲ့စီလို့လည်းရတယ်ပေါ့နော် category ဆိုဘာလဲဆိုလို့ရှိရင်ကစေးရုံကြီးတွေမှာဆိုလို့ရှိရင်ထားလိုက်ပါတော့ auto ဘက်ကတုံးတဲ့ auto က သုံးတဲ့ဆေးပေါ့နော်အယိုးအတွက်သုံးတဲ့ဆေးဆိုဒီမှာတက်တက်နေရထားမယ်ပေါ့နော်အဲကဲ physician ပေါ့နော်တမားတော်ကြီးသုံးတဲ့ဆေးဆိုဒီမှာတစ်ခုထားမယ်ဆိုရင်အဲ့ဒါကြတော့အဲ့လိုမျိုး ဟိုမြင်းမြန်မြင်းမြန်ပေါ့နော်လူနာလည်းအရန်ဟိုများတယ်ဆေးဟိုဒီဒီဆရာဝန်တောင်းတဲ့ဆေးပေါ့နော် physician ဆရာဝန်ဆိုရင်ဒီမှာကိုယ်ဆေးပေးခံနေကြလို့ရှင့်အဲ့ physician ဆရာဝန်ရဲ့တမှာတက်ယူလိုက်အောင်မေပေါ့အဲ့လိုမျိုးဆီလို့လဲရတယ်ပေါ့နော်အားကြောင့်အမျိုးမျိုးဒီဆေးစတူရဲ့ဆိုင်ပေါ့နော်ဆေးစတူရဲ့ဆိုင်ရဲ့အဲနောက်တစ်ခုကကြတော့ကျမတို့ဟာဒီဆေးဆိုင်ရဲ့အနေထားပေါ့ဆေးစတူတွေဆေးဆိုင်တွေဆေးရုံတွေရဲ့အဲသူ့ရဲ့ပေါ့နော်သူကဘယ်လောက်ကြီးလဲအဲပြီးတော့သူ့ရဲ့အဲဘယ်လောက်သေးလဲပေါ့နော်သူ့ရဲ့အနေထားဘယ်လိုပြီးလွယ်ကူလဲဆိုတာ ပါမူတည်ပြီးတော့ကျမတို့ကအမျိုးမျိုးစီလို့ရတယ်ပေါ့နော်အဓိကကတော့ဘာလဲဆိုတော့ဘလိုပဲစီစီကျမတို့ကစီလာတဲ့အားလုံးဒီ January နဲ့နဲ့ဖြစ်ရမယ်ပေါ့နော်ဆေးတွေအကုန်လုံးဟို alphabet light စီတယ်ဆိုလို့ရှိရင်လည်းကျမတို့ အဲကွန်ပဏီနာမည်တွေနဲ့မစီပဲနဲ့ဂျန်တို့ရဲ့နိုင်နဲ့အဓိကဖြစ်ရမယ်အဲနောက်တစ်ခုကကြတော့ဟိုစီတဲ့နေရာမှာပေါ့နော် alphabet line solution ခုနကလို classification line solution ဟဲ့ a ဒီအရှိဆုံးပါမနော်အဒီ biotic ဒီရှေ့ဆုံးပါဟာနောက်တစ်ခုကကြတော့အဲနောက်ကြ anti converser လာမယ်ပေါ့အဲ့လိုမျိုးဖြစ်ရမယ်ပေါ့နော်အဲဒါကြောင့်မလို့အဲအဲ့လိုမျိုးလေးတွေစီပြီးတော့မှာပေါ့နော်ကိုအဲဆေးဆိုင်ဆေးရုံနဲ့တင့်တော်တဲ့နေရာတင့်တော်တဲ့အနေအထားမှာအဲ့ဒီနီလာနေနဲ့စီနိုင်နေဆိုတာကိုဝေမျှပြလိုက်ပါတယ်ရှင်အားလုံးပဲအစဉ်ပြေကြပါစေရှင်